အမေရိကန်အစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနမှဝန်ထမ်းတွေအများအပြားကိုအလုပ်ထုတ်ပယ်မှုအစီအစဉ်စတင်နေပြီဖြစ်ပါတယ်။ရှားပေါင်းများစွာသောဝန်ထမ်းတွေဟာဧပြီလ၁ရက်နေ့မှာသူတို့ရဲ့အလုပ်အကိုင်နေရာဆုံးရှုံးသွားပြီဆိုတဲ့အသိပေးအကြောင်းကြားမှုတွေကိုလက်ခံရရှိခဲ့ပါတယ်။အလုပ်ထုတ်ကံရတဲ့ဝန်ထမ်းတွေကသူတို့ရဲ့အလုပ်ဌာနနေရာတွေစီဝင်ရောက်ခွင့်ကနေလဲတားမြစ်ခံခဲ့ရပါတယ်။ကျန်းမာရေးဝန်ကြီးကဌာနရဲ့ဝန်ထမ်းဥယျာဉ်တပေါင်းကိုရှင်းချမှာဖြစ်ကြောင်း ကိုပိုင်သဘောဆန္ဒနဲ့ထွက်စာတင်ကြသူတွေပါပါမယ်ဆိုရင်လက်ရှိဝန်ထမ်းအင်အား8000ကျော်ကနေ6000လောက်သာကျန်တဲ့အထိ short ချနိုင်မှာဖြစ်တယ်လို့ပြီးခဲ့တဲ့သတင်းပတ်တုန်းကပြောကြားထားပါတယ်။ April 10ရက်နေ့ကအလုပ်ထုတ်ခံရသူတွေထဲမှာအစားအသောက်နဲ့ဆေးဝါးလုံခြုံမှုစီမံကုတ်ကဲရေးပညာရှင်တွေယောဂတားဆီးတိုက်ဖြတ်ရေးဆိုင်ရာကျွမ်းကျင်သူတွေလည်းပါဝင်ပါတယ်။ American မှာ Trump သမ္မတဖြစ်လာကြတဲ့ကအစိုးရအသုံးစရိတ်ကိုထိထိရောက်ရောက် short ချမယ်လို့ကြွေးကြော်ပြီးဝန်ကြီးဌာနအများအပြားမှာ ဝန်တန်းအင်အားအလုံးအရင်ဖြတ်တောက်လျှော့ချမှုကိုအကောင့်ထဲဖော်စီခဲ့ပါတယ်။အဲ့ဒီရည်ရွယ်ချက်ကိုဥဆောင်ဖို့ထရမ့်ရဲ့နိုင်ငံရေးမဟာမိတ်ဘီလီယံနာသထေးကြီးအီလွန်မတ်စ်ကိုအဓိကတာဝန်ပေးထားတာပါ။အဲ့ဒီအလုံးထုတ်ခံရတဲ့ဝန်တန်းတွေထဲမှာအစားအသောက်နဲ့ဆေးဝါးကုကယ်မှုဌာန FDA ရဲ့အချိန်ပြည့်ဝန်တန်း3500ယောဂတာစီတက်ဖြည့်ရေးဌာန CDC ရဲ့ဝန်တန်း2400လို့ပါဝင်ပြီးအမျိုးသားကျန်းမာရေး Institute ရဲ့ဝန်တန်း1200လဲလျှော့ချခံရတဲ့စည်ရင်ထဲပါသွားကြောင်းသိရပါဗျာ။ ချမရေးဝန်ကြီးဌာနဟာပြီးခဲ့တဲ့နှစ်ကအသုံးစရိတ်ဒေါ်လာ၁တသမ၈ trillion နဲ့လဲပတ်ခဲ့ပြီး CDC FDA တို့အပါအဝင်လက်အောက်ခံဌာန၃ခုရှိနေတယ်လို့သိရပါတယ်ရှင်။